ကဲဒီနေ့ညကျွန်တော်တို့ Man City အတင်းက Nottingham Forest အတင်းကိုအနိုင်ယူပြီးတော့ကျွန်တော်အဆင့်၃နေရာကိုတက်လှမ်းမယ်ဗျာရိုးရိုးရှင်းရှင်းလေးပဲဒါကျွန်တော်ဗီဒီယိုတပုတ်လုံးစာအတွက်နှစ်ချုပ်ပဲဗျာညီတို့တပုတ်လုံးစာကိုပြီးအောင်ဆက်ကြည့်ကြင်ကြည့်ဒါမှမဟုတ်လို့ရှင်ကျွန်တော်အဆုံးတက်နားထောင်ကြည့်နေဆိုရင်ဒါပဲ မန်စီးတီးက Forest ကိုအနိုင်ကမ်းမယ်ပြီးရင်အစင်တုံးနေရာကိုတက်လှမ်းမယ်လောလောအဆင်မှာကျွန်တော်တို့ Forest တင်ကတော်တော်ကိုကောင်းနေလို့အနေထားမှာရှိနေလို့ပြောလို့ရတယ်ဗျာဒါမန်စီးတင်းနေလို့ရှင်တမတ်ပဲကွာတယ်မန်စီးတီးကအစင်လေးမှာ Forest ကအစင်တုံးမှာအဲ့တော့ကျွန်တော်တို့ရလရမကွာချချက်ကတမတ်ပဲအဲ့တော့ဒီပွဲစဉ်မှာ Nottingham Forest အနေနဲ့ Man City အတင်းကိုအနိုင်ကမ်းဖို့ကြိုးစားလာမှာဖြစ်လို့တရေရဖို့အတွက်လည်းကြိုးစားလာမှာဖြစ်တယ်အဲ့တော့သူတို့အတွက် Champions League ဝင်ခွင့်ရာကောင်းရနိုင်တဲ့ခြေစွမ်းမျိုးဒီအရီမှာပိုင်ဆိုင်ထားတယ်အဲ့တော့ လီဗာပူးကိုအနိုင်ကန်တယ်တပွဲအနိုင်ကန်တယ်တပွဲတရေကြတယ်အာဆင်နယ်ကိုတရေတပွဲဆော့တယ်တပွဲရှုံးတယ်မန်ယူနိုင်တယ်စပါးကိုနိုင်တယ်ချက်ဆီကိုတရေကြတယ်ဘရိုက်တန်ဘရိုက်တန်လိုတင်းမျိုး7စီးတယ်အမြင်စဉ်းစားကြည့်နော်တင်ဟမ်ပေါ်တဲ့ဒီအိုင်မှာတော်တော်ကြီးကိုကောင်းနေရဗျာသူတို့အဆင့်3ရောက်နေရတဲ့အကြောင်းရင်းကအဲ့ဒါပဲ သူတို့ Nottingham Forest တင်ဘာလို့ဒီလိုအဆင့်တုံးနေရရောက်နေလို့ရှင်ခြေစွန်းဆောင်ရမ်းကောင်းကောင်းနေလို့လို့ပြောလို့ရတယ်။ဒါပေမဲ့ Man City ကိုရတန်ဖို့ဆိုတော့မဖြစ်နိုင်တော့ဘူး။ Man City အတွက်လက်ရှိချိန်မှာမျောလင်းချက်ကရိုးရိုးရှင်းရှင်းလေးပဲ FA Plus အရာယူမယ်ပြီးရင်အဆင့်လေးနေရမှာရအောင်ဒီအဆင့်လေးနေရဆိုတော့ Champions League ဝင်ခွင့်ရအောင်ယူမယ်ပေါ့ဗျာ။အဲ့တော့ Nottingham Forest လိုအတင်းမျိုးပေါ့ဗျာ Champions League ဝင်ခွင့်အတွက်ပြိုင်ဘက်ဖြစ်နေတဲ့အတင်းတင်းကိုကျွန်တော်တို့နိုင်လိုက်လို့ရှင်ကျွန်တော်တို့ဒါ6မှတ်တန်တပွဲရတယ်လို့ပြောလို့ရတယ်ဗျာ။ forest ကိုလည်းကျွန်တော်တို့တုံးမက်ရော့စီတို့လို့ကျွန်တော်တို့ current လည်းတုံးမက်ရပြီဆိုတာ6မှတ်တန်ပွဲလို့ဆိုတော့အဲ့ပွဲကအနိုင်ကန်မှာပဲအဲ့တော့ရှင်းရှင်းလေး Guardiola တီဘယ်တော့ကမှကျွန်တော်တို့ Champion League ဝင်ခွင့်မရဘူးတဲ့ဆိုတော့အနေအထားမျိုးတစ်ခါမှမရောက်ဘူးသူကစားမှဒါပြောမယ်ဆိုတာသူနေပြပေါ်ကတလျှောက်လုံးမှာဒီ Man City တင်းရဲ့ရလက်တီကအဆိုးရွားဆုံးအခြေအနေပဲအဆိုးရွားဆုံးအခြေအနေမှာတော့အခုအဆင့်၄ပဲရှိသေးတယ် တော့ FA Cup ပါရရဆိုရင်ဒါဘာပဲဖြစ်ဒီတိုင်းမှာအရင်မဆိုးရအောင်လို့ပြောလို့ရရဗျာဒါ Man City ကစားသမားရဲ့ prime time ကိုကြော်လာတဲ့အချိန်မှာအဆင့်၄နေရာရတယ် FA Plus တလုံးရတယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ကဒါမဆိုးလို့ပြောလို့ရရဗျာ channel တင်းနေစဉ်းစားကြည့် Liverpool စုပ်ပြတ်တက်သွားတဲ့အချိန်ဆိုရင်ကျွန်တော်တို့တော်တော်ကြီးကိုဆိုးရတော့တာဗျာ Man U စုပ်ပြတ်နေတာခုချိန်ကြီးကိုပြန်မလာနိုင်ဘူး Chelsea စုပ်ပြတ်တက်သွားတာအဆင့်ခွန်၈တွေရောက်သွားတယ် စပါဆုံးပြတဲ့ရာအခုအဆင့်73 74ဒီမှာရက်တည်နေတယ်ဗျာအာဆင်နယ်ဆိုရင်ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်လောက်ပဲကျွန်တော်မျှော်မှန်းလို့ရတဲ့အနေအထားမှာရောက်ခဲ့တာဗျာဒါကြီး6တင်းကိုကျွန်တော်ရှင်းပြဗျာမန်စီးတီးတင်းရဲ့အဆိုးရွားဆုံးအနေအထားကအခုအဆင့်6နေရာရောက်နေတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်မန်စီးတင်းအဆိုးရွားဆုံးအနေအထားရောက်နေရတော့ဒီလိုအနေအထားမျိုးပြန်လာနိုင်နေဆိုတော့နောက်ရာတွေဆိုတာစဉ်းစားမလို့နေဗျာအဲ့တော့နောက်ရာတွေအကြောင်းပြောတာဝေးတယ်ဗျာအခုဒီညနော်ဒင်ဖောရက်ကိုအနိုင်ကန်လိုက်မယ်အနိုင်ကန်တာမှကျွန်တော်တို့ရိုးရိုးကန်မှာမဟုတ်ဂိုးပြက်ကန်မှာဘာလို့လဲဆိုတော့ ကျွန်တော်မန်စီးတင်းရဲ့လူငယ်ကစားသမားလေးရတဖြည်းဖြည်းနဲ့12ဖက်ညီလာပြီဗျာတယောက်ထတယောက်တဘောပေါက်လာပြီအရင်ကတော့ကျွန်တော်တို့ဒါလူငယ်ကစားသမားနဲ့လူကြီးကစားသမားရဲ့နည်းနည်းလေးဘယ်လိုပြောမလဲနားလည်မှုကွဲလွဲနေတယ်ဗျာပြောမလို့လူငယ်ကစားသမားလေးရမြင်မြန်တိုက်ချင်တယ်လူတပြက်ကြီးကစားသမားတွေရကျွန်တော်တို့ဖြည်းဖြည်းလေးနဲ့စင်ပြေနေပြေလေးနဲ့ဟိုဘောလုံးမပြအောင်ဆော့ပြီးတော့ကျွန်တော်တို့နေရာလွတ်ရနဲ့တိုက်တယ်အဲ့လိုပုံစံမျိုးဆိုတော့12ဖက်မညီရလေးကျွန်တော်ခဏခဏမြင်တွေ့ခဲ့ရတယ်ခုဆိုရင်ကွန်ဇာလက်ကလည်းကျွန်တော်အတင်းမှာထိုင်ကြလာပြီခူစာနော့ဆိုရင်ပြောအောင်နေလက်ရှိချိန်မှာဒါမစီတင်းရဲ့ ဒါ player of the match ပေါ့နော်တလတာအကောင်းဆုံးကစားသမားဆုတောင်ရထားတဲ့အထိချီးစွမ်းပြနေတယ်ပြီးရင်ကျွန်တော်ဟာလန်ကြီးကပြန်ပြီးတော့ပါလာပြီး golden ချီလဲပုံမှန်ပြန်ရနေပြီအဲ့တော့ salad ကိုကြော်ဖို့အတွက်ဟာလန်ဒီလိုပွဲမျိုးမှာ golden ဖို့လိုအပ်တယ်ဗျာ hat trick တွေပါတော့တွင်းကောင်းတွင်းလင်းမယ်အဲ့တော့ကျွန်တော်မက်ဆီတင်ဒီညအနိုင်ကန်အနိုင်ကန်မယ်နိုင်ကန်တော့ရိုးရိုးကန်တာမဟုတ်ဘူး goal ပြက်ကန်တာအဲ့တော့ဒီနေ့ညကိုရိုနာရီမှာတွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်